Hello အားလုံးမင်္ဂလာပါဒီချိန်မို့ပါဒီနေ့မှာတော့ဒီချိန်ကဒီ Grade 5ရဲ့ exam ပေါ့နော် sample exam လေးတွေကိုဒါနမူနာအနေနဲ့ဘာတွေမေးတက်လဲဆိုတာကိုပြောပြသွားမှာဖြစ်တယ်။ဒါအချိန်မီလေးပေါ့နော်နည်းနည်းတော့ဗီဒီယိုလေးကနောက်ကျနေတယ်။အဲ့ဒီအတွက် sorry ပါလို့အာဒါမဲ့ဒါကနမူနာအနေနဲ့ဒါကိုလေ့ကျင့်လို့ရတယ်ပေါ့နော်။အဲ့တော့ဘာတွေပါမလဲဆိုတာဘာတွေမေးတက်တယ်ဆိုတာကို share ကြည့်ကြအောင်။ ဒီမှာတော့ခြေကဒီအဆစ်ကြီးပေါ့နော် KI6 graphite acid ပုံစံအတိုင်းပဲခြေမိခွန်းနေထုတ်ပေးထားတယ်။ဒါပေမဲ့လူတို့ကိုရှော်လေးတွေတော့လုတ်ပေးထားပါပေါ့နော်။အဲပုံစံကတော့တပုံစံနဲ့ပဲဒါပေမဲ့အပုတ်ရည်စာပုတ်ရည်နေသွားတာရယ်ပြီးလို့ရှိရင်အမှတ်နည်းနည်းလေးရှော့ပေးထားတယ်ပေါ့နော်။ Okay ဒါဆိုရင်ကြည့်ကြအောင် တော့ပထမပိုင်းနေနဲ့ဒါကနံပါတ်1မှာဆိုလို့ရှိရင်တပ်ပုံရွေးပါမယ်ငါးဘုတ်ပေါ့နော်အဲနေကာကြီးမှာဆိုလို့ရှိရင်ကွက်လက်ပြေးငါးဘုတ်ပါမယ်ပြီးလို့ရှိရင်နောက်ခုနှစ်ခါခွေးမှာဆိုလို့ရှိရင်ခက်စစ်အတိတ်ပဲတွေရည်ရမှာပါမယ်ပေါ့နော်ဒါတွေဖြည်နိုင်မှုဆိုလို့ရှိရင်ဂျေရိုကတတ်မှတ်ထားတဲ့ဒီ course ကိုအကုန်လုံးဒီပါရအောင်စက်ထားပေးဖို့လိုပါတယ်ဒါမှဖြည့်ဆူနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒါလေးတွေဖြည့်ကြည့်အောင်နော် အခု3ကတော့3ကကြီးအနေနဲ့ကကြတော့ခြေရောဝက်ကြဖွဲရမယ်ခါခွေးရကြတော့စကက်ဆက်ပေါ့နော်စကက်ဆက်ပေးထားတဲ့စကက်လုံးလေးတို့တုံးပြီးတော့ကစန်တဲ့အဲဒီဝက်ဝက်ကြလေးတွေကိုဆက်ပေးရပါမယ်လေးရတော့မေခွန်းနေပေါ့နော်အတော်လုံးကိုဒီအစကနေစပြီးတော့ခြေရောတတ်မှတ်ထားတဲ့ကိုစတီကိုမေခွန်းနေကြက်ထားပေးရမယ်5ကတော့ အဲဘာလဲဆိုလို့ရှိရင်စာပိုက်ဖက်ရမယ်စာပိုက်ဖက်ပြီးတော့မိကုန်းဖြည့်ပေးရမယ်ပေါ့နော်ဒါကတော့ဈာန်နဲ့ဈာန်တူချင်မှတူလိမ့်မယ်ဒါကတော့နမူနာပေးထားတဲ့ပုံစံဖြစ်တာဖြစ်တဲ့အတွက်ချင်60ဘူးကိုဒါကအဲဒီပုံစံနဲ့ဝင်ကျင်နေပေါ့နော်ဒီအစစ်ကြီးပုံစံတိုင်းနဲ့ဝင်ကျင်နေဆိုတာဆိုတော့ကြတော့ဒီလိုမျိုးလေးတွေချေ ထုတ်ပေးထားတာဖြစ်တယ်။နံပါတ်6ကတော့စုကပြရဲ့စုလို့ရင်းပေါ့နော်။သုံးပုတ်မိပေးထားတယ်။ပြီးရင်ခုနှစ်ကကြတော့ဒါကအဲစိုက်စာကုန်းပေါ့။စိုက်စာကုန်းရေးတဲ့အခါမှာဆိုလို့ရှိရင်ညီတန်းစာကုန်းညီကုန်းကိုတခြားရေးနိုင်မယ်ဆိုလို့ရှိရင်တော့ဒါကအမှတ်ပြရပါလိမ့်မယ်နော်။အဲဟုတ်ပြီ။ဒါဆိုရင်အင်္ဂလိပ်စာတစ်ပိုင်းကြည့်ကြအောင်။အင်္ဂလိပ်စာကကြတော့ ကျေတော့အဲဒီ words တွေရဲ့အတန်ထွက်တွေเนาะ pronunciation တွေဒါတွေသိရမယ်အဲပြီးလို့ရှိရင်ကျေတော့ grammar ဘိုင်းတွေသိရမှာပေါ့เนาะ okay ပထမအဆုံးကကျေတော့ဘာလဲဆိုလို့ရှိရင် listening ပါမယ် listening ကပုံမှန်ဆိုလို့ရှိရင်တော့ကျေတော့၅ပုံ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 စီအလုံးပေါင်း15မှတ်ပုံပေါ့เนาะဒီမှာတော့ကျင်းနေနေအမှတ်တွေ short ပေးထားတာရှိတယ် listening ပြီးတော့မယ်ဆိုတော့ဒါနမူနာ sample အနေနဲ့ပဲဒါပြောထားပါပေါ့เนาะတကယ်ဒီမှာကျေ autumn ဆိုလို့ရှိရင်လဲ at အာကျေ autumn လို့ထွက်ရင်လဲထွက်မယ်ပြီးရင် quiet ကို quiet လို့တိကျထွက်လိုက်မယ်ဒါဆို true or false ပြီးရင် respect ကို Uh, uh, escape so we me. That's ဆိုပြီးတော့ချက်ထွက်လိုက်မယ်။ဒါဆိုရင် true or false ဆိုပြီးတော့ရေးပြရမှာပေါ့နော်။နောက်ကလည်းချေရို listen carefully to the teacher and match the phrases from column A and column B to make sentences. Now the we sing national anthem in the assembly hall. That's ဒါဆိုရင် one be B နဲ့ကို match လုပ်မှာပေါ့. We read books in the library. We plant flowers in the garden. ဒီဒါဆိုနောက်ကိုကြည့်ကြအောင်. နောက်တစ်ခုကလည်း listening ပါပဲ listening လုပ်တဲ့အခါမှာကျေရောပါလဲဆိုလို့ရှိရင်ပထမအဆုံးပြောထားတဲ့ sentence ကိုတခြားနားထောင်မယ်နားထောင်ပြီးတော့အဲ့ဒါကို number 1တက်ပြီးမှာပေါ့နော်အဲ့တော့ for example ဒီချက်က i usually get up early ဆိုလို့ရှိရင်အဲ့ဒါကို like ရှာမယ်ရှာပြီးတော့ number 1လို့တက်မှာပေါ့နောက်ဒါဆိုရင်နောက် session B ကကျတော့ reading ပုံလေးကိုကြည့်ပြီးတော့စာဖတ်မယ်စာဖတ်ပြီးတော့ true false လေးတွေရေးမယ်အဲ့ပြီးရင် 2B ကကျတော့ ဇကလုံး၁၀လုံးပေးထားမယ်ဇကလုံး၁၀လုံးပေးထားရအောင်ကျေတော့အောက်မှာတင်းလျော်တဲ့ဇကလုံးလေးနဲ့ဖြည့်ဆက်ပေးရမှာပေါ့နော်နောက်ခု 2C ကကျတော့ read the passage read the passage ဆိုတဲ့အခါမှာတတိယလေးဖြစ်နိုင်တယ် Florence Nightingale လေးဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီကစာပိုက်တွေကိုကျင်းကြအောင်လုပ်ထားပြီးတော့မိကုန်းတွေရထားတယ်ဆိုလို့ရှိရင်ဒါဖြစ်ဆိုနိုင်မှာဖြစ်တယ်။ session C ကတော့ cherry writing ဖြစ်တယ်။ writing မှာဆိုရင် word form ပါမယ်ပြီးရင် verb form ပါမယ်။ ဝက်ဖွန်ကတော့ဒီတနေ့လုံးစာပေါ့နော်ဒီတနေ့လုံးစာဆိုတော့အစကနေနှစ်စာနေကိုခုစကုန်းနဲ့ဒီကိုတခြားလေးကျတို့အာလောက်ထားမယ်မှတ်ထားမယ်ပေါ့နော်စကလုံးတွေကိုလည်းတခြားဖတ်နိုင်နေဆိုတော့ဒါကအဆင်ပြေမှာဖြစ်တယ်နော်ဝက်ဖွန်ကတော့အဲရှိဒီချေဗီဒီယိုတွေမှာလည်းချေပြောထားတာရှိတယ်ဘလိုဘလိုဝက်ဖွန်ဆိုရင်ချေဘလိုမျိုးအာတင်လဲပေါ့နော်ဘက်ဖွန်ဆိုရင်ရောဘလိုတင်လဲဆိုတာပြောပြထားရှိတယ် နောက်ကော bad form ပေါ့နော် bad form ဆိုလို့ရှင်လည်းပဲကျတို့ကကျတို့ simple present simple present present continuous tense ပြလို့ရှင်နောက်ကတရားတော့ဒီ course မှာတော့ web plat အဲ bad one future tense တော့မပါသေးဘူးပေါ့နော်အဲ့ဒီအဲ tense တွေကိုကျတို့သိထားမယ်ဆိုလို့ရှင် bad form ဖြစ်နိုင်မှာဖြစ်တယ်ပြီးရင် rearrange rearrange ကလည်းခုနကကျပြောခဲ့သလိုပဲအရှိ video တွေမှာလည်းချက်ပြောခဲ့ဘူးတယ်ပေါ့နော်ချက် video တွေကြည့်နေရသူတွေဆိုရင်သိပါလိမ့်မယ်အဲ grammar သင်ခန်းစာတွေမှာပေါ့ချက်ပြောထားတာဘူးလားရှိရပေါ့နော် ကျေကဘလို့ဘာပြင်ပါလာရဲဘာပြင်ပါလာရဲအခြေခံကတော့ခြေလို့သိရမယ် subject verb uh, object ဆိုတာသိရမှာပေါ့နော်ဒါပေမဲ့ဒီ verb form နေလို့ပြီးလို့ရှိရင် sorry verb form တို့ဒီ rearrange တို့နောက်ပြီးလို့ရှိရင်ခုနကတော့ fade and blanks လိုမျိုးတွေဖြေနိုင်ဖို့ဆိုလို့ရှိရင်ကျေတို့ကဒီစာကိုတိကျကြည့်ညက်အောင်နားလည်ဖို့လိုတယ်စကားလုံးတွေရဲ့အတိတ်ပဲတွေသိဖို့လိုတယ်စာမြင်များဖတ်ရမယ်စာမြင်များဖတ်ရင်ဘာဘာဘာပြင်ပါလာရဲဘာပြင်ပါလာရဲဆိုတော့အလိုလိုသိရနော်အဲ့တော့တိကျလေးစာကိုအဲအကြော ောင်းမှလည်းဖတ်မယ်အိမ်မှလည်းဖတ်မယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေပါလိမ့်မယ်။ကျောင်းမှလည်းမလုပ်အဲတော့အိမ်မှလည်းမလုပ်နော် ဒီအဲ့လိုမျိုးဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အင်္ဂလိပ်စာကပြီးရင်အင်္ဂလိပ်စာကိုသင်ကြားတဲ့အခါမှာလည်းပဲ Cherua language လို့သင်တာလည်းပို့ပြီးတော့အဆင်ပြေတယ် language လောက်ကြောင့်မှဥပမာ speaking လုပ်မယ်ဆိုလဲ speaking ပြောတာမျိုးပေါ့နော်တရားကြီးကိုအဲရှေ့ကနေ teacher တွေကနှုတ်တိုက်သင်လိုက်ကြက်လိုက်ဆိုလိုက်အဲ့လိုမျိုးလောက်တာမဟုတ်ဘဲနဲ့တကယ်ကိုကိုကစိတ်ပါလက်ပါနဲ့ speaking ဆိုလဲ speaking dialogue တွေကို practice လုပ်ဖို့အတွက်ဒါအများကြီးလိုအပ်တယ်ပြီးရင်စာမျက်မျက်ဖတ်မယ်ပြီးရင်စကားလုံးတွေရဲ့အတိတ်ပဲတွေ words တွေကိုသိရှိနားလည်ရမယ် ဒါဆိုရင်တော့ဖြည့်ဆို့နိုင်ပါလိမ့်မယ်ပေါ့နော်။နောက်ရကြလို့ရှင်ချက်စွမ်းရည်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတင်ပြဖို့ရှိပါတယ်။ Okay နောက်တစ်ခုကတော့ mind map ပါ mind map ဆိုတဲ့နေရာမှာကျွန်တော် rules တွေအကုန်ကြည့်ထားဖို့လိုတယ်ပြီးရင် household choices တွေကြည့်ထားဖို့လိုတယ်ပေါ့နော်။အာပြီးရင် healthy habit တွေကြည့်ဖို့လိုတယ်။အဲ့လိုပဲဒီအာဒီစာပိုင်းရေးတဲ့အခါမှာလည်း paragraph အတွက်လည်းအဲ့လိုပါပဲ။ ဒီဆာမွေရဲ့ course အရာ zero by ကြည့်ဖို့လိုလဲဆိုရင် house choices တွေအဲပြီးလို့ရှင်နောက်ခုကကြတော့ school greenity တို့ my my uh my dream school ro ပေါ့เนาะပြီးရင် rules တွေအကုန်လုံးပြီးလို့ရှင်တော့ healthy habits တွေကြည့်ထားမယ်ဆိုလို့ရှင်အဲ mind map ရဲ့ paragraph ရဲ့ပြီးရင် speaking အတွက်ပါဒါအဆင်ပြေပါလိမ့်မယ် okay ညီမကောင်းနေတဲ့အတွက်တန်လေးရတော့နည်းနည်းလေးဝင်နေပါတယ်။ Sorry ပါ။ Okay ဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်။ကျွန်တော်တက်မိကုန်းတွေကိုလည်းဆက်ပြီးတော့တင်ပြသွားမှာဖြစ်တယ်။ဒီနေ့ကတော့ဒါကမြန်မာစာနဲ့အင်္ဂလိပ်စာဖြစ်တယ်။ Okay bye bye see you in the next video.